Hello hello. Hello ဒီနေ့ lesson 9စပါမယ်။ lesson 9မှာဗာတင်သွားမလို့ဆိုတော့ present perfect. present perfect လို့ကြားလိုက်တာ ਨੇ တချို့အခုမှ basic ကနေစပြီးလေ့လာရတဲ့သူတွေအကြောက်ကြတယ်ပေါ့နော် present perfect ကအရန်ခက်တဲ့ tense လို့လို့ပါလို့လို့ပေါ့။ဒါပေမဲ့ဒီ video ထဲမှာအရှင်းဆုံး ရှင်းပြပေးသွားပါမယ်အဲ့တော့ဗီဒီယိုမကြော်ဘဲနဲ့အသေးစိတ်ကြည့်ပါနားမလို့ရှင်ပြန်ပြန်ပြီးရရေးကြည့်ပါဘောနော်အသက်နိုင်ဆုံးကတော့တချို့ဒီအာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် so congratulation lesson 1နဲ့အခု lesson 90တိတို့ကြည့်ရသူတွေဘောနော်အာဒါမလွယ်တဲ့ကိစ္စဖြစ်ပါတယ် but you have done very good and မဆူစားလို့လည်းလိုက်ပြီးတော့မှတ်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ present perfect tense ကိုလေ့လာလျောင်း โอเค so ပုံမှန်ဆိုရင်တော့ teacher ကဒီ slide တွေဘာတွေပြင်ဆင်နေကြပေါ့เนาะဒါပေမဲ့ဒီနေ့ကတော့အဲတရားပဲတင်လိုက်တော့ပေါ့เนาะ so ဒီဇာုပ်က teacher 3လေးတော့မရှိပါဘူးဒါပေမဲ့ဒီဇာုပ်လည်းတော်တော်လေးကောင်းတဲ့ဇာုပ်ထဲမှာပါတယ်ပေါ့เนาะအာကိုကိုရိုင် self study လုပ်ချင်တဲ့သူတွေလည်းတွားပြီးတော့လေ့လာလို့ရတယ်ဒီဇာုပ်ကလူတိုင်းလည်းကြားပုလိုက်မယ် English grammar in use ဖြစ်ပါတယ်သူက intermediate level အတွက်ဖြစ်ပါတယ်ဒါပေမဲ့ ဒီ t-shirt တင်နေကြသင်ခန်းစာတွေကအရင် basic ထဲမှာမပါဘူးပေါ့နော်အဲ့တော့ intermediate level ရှိတဲ့သူတွေလည်းဒီ video ကိုကြည့်လို့ရပါတယ်ဟုတ်ပြီ okay so lesson 7 right so lesson seven 7ဖြစ်ပါတယ် all right so present perfect i have done okay so basically it's very simple all right uh past tense နဲ့ မားလို့မရဘူးသူက past tense နဲ့တောင်းတာတွေအများကြီးမားလို့ရှိရယ် okay သူကအဓိကတော့ရှင်းရှင်းပြောရမယ်ဆိုဒီဟာလေးပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ okay so ဒီမှာတစ်ချက်ကြည့်အောင် the action in the past the action in the past has a result now အဲ့ဒီဟာမှတ်ထားလိုက်တော့ okay the action in the past has a result now ဘာကိုပြောချင်လဲဆိုတော့ အတိတ်တုန်းကဖြစ်ခဲ့တဲ့ဟာကအခုထိ result ရှိနေသေးတယ်ဆိုတော့ဟောပြောချင်းဖြစ်တယ် okay ရှင်းပြရမယ်ဆိုရင် um သမတော့ကိုသမင်းစားရဟုတ်တယ်မလားသမင်းစားမနေ့ကစားရဆိုရင်တချို့တော့ tense တုံးလဲ past tense တုံးတယ် okay um i had maybe pork for lunch yesterday မနေ့ကကျွန်တော် what i hens are ပေါ့နော်နေ့လေစား what i hens are ဒါပြီးသွားပြီ result အခုထိမသေးလောက်ဘူးပေါ့နော်ပြောချင်တာ ဒါပေမဲ့ present perfect ကတော့ဘယ်ချိန်မှာသုံးလဲဆိုတော့အဲ let's say ကိုကအခုလေးတင်ပဲသမင်းစားပြီးသွားတယ်ဟုတ်လို့နော်သမင်းစားပြီးသွားတော့ action ကတော့ past action ဖြစ်သွားပြီ okay the action in the past has a result now result ကအခုတရှိနေ result ကပါလဲဘိုက်ပြည်နေ okay ဒါက the action in the past has a result now အတိတ်တုန်းကလုပ်ခဲ့တဲ့ action ကအခုထိကိုဘာဖြစ်နေလဲ result ကျန်နေအဲ့ဒါ result ကဘာလဲဆိုတော့ byte ပြည့်နေဖြစ်တယ်အဲ့တော့ဘယ်လိုတော့ရမလဲဆိုတော့ i have had လို့တော့ရမှာเนาะ have plus verb 3ပုံစံတော့ရမယ် so i've just had uh dinner i've just had my breakfast အဲ့လိုပြောလို့ရရပေါ့နော် so i have just had okay ဒီမှာ had had က verb 3ပုံစံတုံးထားအဲ့ဒါ main verb ဖြစ်သွားပြီနော် okay နော် no? okay so ဆက်သွားမယ်ပေါ့နော် အဲ့တော့ဒီထဲမှာဘာပါလဲဆိုတော့ဒီထဲမှာကြည့်အောင်နော်သူ့ရဲ့ပုံစံက half has plus verb 3 verb 3ရတော့음ကိုကတည်တံ့ပြန်ပြီးတော့ကြက်ယူမှဖြစ်တယ်ပေါ့နော်အဲ့တော့ Pinterest လေးလာနီးဆိုတော့အာ Pinterest ကနေ English လေးလာနီးဆိုတော့ဗီဒီယိုလေးတစ်ချက်တင်ပေးထားတယ်အဲ့ဗီဒီယိုမှာ သွားကြည့်ပါပြီးလို့ရှိရင်ဟော verb form တွေဆိုပြီးတော့ရှာကြည့်လိုက်ပါနော် verb form ဆိုပြီးရှာကြည့်လိုက်လို့ရှိရင်အကိုသုံးနေကြ verb တွေအနည်းဆုံး verb 1 verb 2 verb 3ကတော့အလွတ်ရကိုရရပါမယ်ရေးကိုရေးတတ်ရပါမယ်ပေါ့နော် okay irregular verbs တွေအများဆုံးရှိပါတယ်ပေါ့နော်အဲ့တော့တစ်ချက်ကြည့်အောင် something has happened and this is usually new information အခု present perfect က form အလွတ်ကျရမှာထက်ကိုဘေးချိန်မှာတုံးရမယ်ဆိုတော့ပို့ပြီးတော့အရေးကြီးပါတယ်အခုချက်ချင်းဖြစ်သွားတဲ့ဟာမျိုးဆိုရင်လည်းတချို့တို့မတုံးလို့ရတယ် present perfect တုံးလို့ရတယ် so အခုလေးတင်ဖြစ်သွားတဲ့ဟာ okay new information ဖြစ်တဲ့အချိန်မှာပတ်သက်လို့ oh i've cut my finger ဟိုအခုပဲဟုတ်လားဟိုနွားနေနဲ့ကိုယ့်ရဲ့လက်ကရှမိသွားတယ်အဲအဲ့ဒီဟာမျိုးပေါ့နော် Arrow, I've cut my finger. I have cut my finger. I shake I have cut my finger. The cut got the verb three people. The row is closed. Okay. Lang pay dobby. Pay dobby is the close got adjective pit. No. Okay. Adjective pit. There has been an accident. There has been. Lang a cool little pay dobby. There has been an accident. Accident a cool little pillow. Hope you ဟုတ်ပြီနော်အဲ့တော့ know. action The အခုလေးတင်ဖြစ်တဲ့ဟာမျိုးဆိုရင်လည်းတချို့တော့ဗာလဲ present perfect tense go. be ကိုတုံးပြရပါမယ် Police have arrested two men in connection with the robbery. Yeria panlibi. Okay. Bi dwabi. Alright, HMA, present perfect. Don't know yabare. Hope you know. So now the the action in the past as a result now. Da akuli den be the the chalishin biatarabano. အတိတ်တုန်းကဖြစ်ခဲ့တဲ့ဟာကအခုထိ result ကျန်နေသေးတယ်။ဒါဘယ်လိုဟာမျိုးလဲ။ Okay so ကြည့်အောင် Tom has lost his key to အာတော့ပျောက်သွားပြီဗောနော်။သူကဖြောက်လိုက်တာပြောချင်တာ um အဲ့တော့ result ကဘာကျန်လဲဆိုတော့ तू အတိတ်တုန်းကပျောက်သွားတော့ဟုတ်တယ်ဒါပေမဲ့ result အနေနဲ့အခုသူမှမားမရှိဘူးဗောနော်တော့မရှိတော့ Okay ပြီးလို့ရှိရင်မေ့သွားပြီ ဖြစ်ပြီးသွားပြီအဲ့ဒီဟာမျိုးဆိုအမြဲတမ်းမှတ်ထားပါ present perfect တော့ပါတယ်မြန်မာလိုကြလို့ဆိုစပီးပြီလာ okay စပီးပြီလာဆို so did you eat အရမတော့ဘယ်လိုတော့မလဲ have you eaten or have you had your breakfast have you had your lunch အဲ့လိုပဲမေးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်လုတ်ပြီးသွားပြီ I, I, I have done it okay i've done it i have finished all right so remember be do we look be do we so bad dom present perfect so i've done it okay being do i ma twat okay Malo tebu. de bu ma be do we sa be do we da re kong lo ma ba dom present perfect okay so sally is still here she hasn't gone out du ku ti ma okay du ku ti ma okay the the cha ha re aso the cha sen sa ji โอเคเนาะ so ဒီမြန်မာလိုဘာသာပြန်မဲ့ဟာ၃ခုရှိတယ်ကျွန်တော်သမင်းမစားရသေးဘူးကျွန်တော်အဲ့ဒီဇက်ကကြည့်ပြီးသွားပြီနင်ပြီးပြီလားဒါရယ်အကုန်လုံးက present perfect ပဲသုံးမယ်โอเค I watched that movie အဲ့လိုမဟုတ်ဘူးเนาะဟာအဲ့ဒါငါကြည့်ပြီးသွားပြီ I have watch right โอเคเนาะ so ဒီမှာ English လိုလေးပြထားတယ်ကျွန်တော်မစားရသေးဘူးဆိုရင်เนาะ I haven't eaten yet. ကျွန်တော်အခုထိမစားရသေးဘူးလို့ပြောခြင်းဖြစ်ပါတယ်။ I haven't eaten yet. Okay? ပြီးလို့ရှိရင်အိဇက်ကကြည့်ပြီးသွားပြီ။ I have watched that movie. အဲ့ဒီ movie jono, ကျွန်တော်ကြည့်ပြီးသွားပြီ။နင်ပြီးပြီလားဗောနော်။နင်ပြီးပြီလား။ Have you done? Okay? Have you done or have you finished? အိဇာပြီးပြီလားဆိုရင် have you done your homework? Okay? နင်အဲ့ဒါကြည့်ပြီးသွားပြီလား။ Have you watched it? okay ပြီးလို့ရှိရင်နင်ဒီတခြင်းနားထောင်ပြီးသွားပြီလား have you listened to this sound okay ရလားမသိဘူးအရင်လွယ်ပါတယ်ဗျနော် present perfect ကနေ့တိုင်းသုံးနေရဲ tense ထဲမှာပါပါတယ်နေ့တိုင်းသုံးတဲ့ tense ထဲမှာပါတယ်ရေချိုးပြီးပြီလား have you shower okay have you shower လွယ်လွယ်လေးဟုတ်တယ်မလား or have you taken a shower all right โอเค so ပြီးလို့ရှိရင်ဒီ၃ခုက keywords လို့လည်းပြောလို့ရရပါတော့ဒီ keywords တွေအရင်ကိုအရေးကြီးပါတယ်ဒီ keywords ပါတိုင်း present perfect အဲ့လိုတော့မဟုတ်ဘူးဒါပေမဲ့တချို့ခဏခဏပြော grammar ဆိုတော့အလွတ်ကျရမှာမဟုတ်ဘေးချိန်မှာတုံးတက်ရမယ်ဆိုတော့ပို့ပြီးတော့အရေးကြီးရပါတော့အဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်အောင် just ဆိုတာကအခုလေးတင်ဆိုတဲ့အသစ်ပေးရ a short time ago all right already already ဆိုတဲ့အတန်လုံးဝမထပ်ပါနဲ့ already okay မြန်မာကျောင်းသားတက်တော်များ already ဆိုပြီးအရင်အရင်အတက်ထက်ကြာပေါ့နော်ဒါ already လို့အသိပေးရတယ်ဆို sooner than expected တင်ထားတဲ့ပို့ပြီးတော့မြန်ပြီးတော့ပြီးသွားတဲ့ဟာမျိုးပြီးတောင်ပြီးသွားပြီဆိုတဲ့ဟာမျိုးပေါ့နော် yet ဆိုတာအခုထိမလောက်ရသေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်တယ် until now alright so just go ကြည့်အောင်ခုနပြောလို့အခုလေးတင်ပြီးသွားတဲ့ကိစ္စမှာဆိုရင်ဖြစ်သွားတယ် အစ်စ်ပေါ့နော် information အစ်စ်ဖြစ်သွားတဲ့ဟာမျိုးဆိုရင် we have to use just okay are you hungry no i've just i have just had ဆိုပြီးတော့တုံးတယ်ပေါ့နော် i've just had lunch ကျွန်တော်အခုလေးတင်မယ်အာနေ့လေးစာစပြီးသွားတာပေါ့နော်ပြီးလို့ရှိရင် have you just arrived နေ့အခုလေးတင်ရောက်တာလား have you just arrived အဲ့လိုပြောပြောလို့ရတယ်ပေါ့နော်ကျွန်တော်အခုလေးတင်ပို့လိုက်ပြီပေါ့နော်သူ့ကိုကျွန်တော်အခုလေးတင်ပို့လိုက်ပြီ Okay, so dolo myo bo I have just sent her home. Tu ma o khu le de me jano ain twa po tha lai bi. Ain taw po pyo ko khu ma pyan la ba no. Pyo chana akhu le de me. Ke lun khe de 10 minute 15 minute a law bo. Pyo shin 10 second le phit nai ho de mla. Ah pyo lo shin already ka ro pi pi taung pi twa bi so ye chain ma le. Ah present perfect ko taung ma de. So don't forget to pay the bill. Bill pay bo. Okay, bill saung mo ma me ne no. Alo pyo de chain ma. I have already paid it. ကျွန်တော် pay down pay ပြီးသွားပြီ။နင်ပြောတာနောက်ကြရပေါ့နော်။ I have already paid it. အဲ့ဆိုအဲ့စကားကြည့်ပြီးသွားပြီ။ငါတို့သွားကြည့်ရအောင်လို့ပြောလို့ရှိရင်ကျွန်တော်ကြည့်တောင်ကြည့်ပြီးသွားပြီဆိုဘယ်လိုရေးမလဲပေါ့နော်။ So I have already seen it. Okay? So have နဲ့ verb 3ရဲ့ကြားမှာဒီ just already yet ကိုထည့်ပေးရပါမယ်နော်။ Or yet ကတော့နောက်ဆုံးမှာမထည့်။ Okay? So ကျွန်တော်အဲ့စကားကြည့်ပြီးသွားပြီဆိုရင် I have already seen it. Okay? So, being Duma, he has already left. So he's already left. Okay, he's already left ya, eh? Okay, so she has she has already finished high school. Duma attack dan jong attack attack dan or be duma people. No, go ye galiu, tomorrow, uh, the two go to get in a ha ninglia who uh, Kunadan la shitan la lobeloya. Uh, oh, my daughter has already finished high school. ငါသမီးက10တန်းပေါ့နော်ပြောရမယ်ဆိုအထက်တန်းတောင်ပြီးသွားပြီလို့ပြောချင်ဖြစ်တယ်ဆိုတော့ဥစမ already ဆိုရဲဟာနဲ့တုံပါတယ် okay နေအဝယ်ပြီးသွားပြီလား yeah i have already bought it okay အဲ့တော့အဲ့လိုမျိုးတုံပေးပါပေါ့နော် Okay then yet ပြန်လာမယ် yet ကတော့မလောက်ရသေးဘူးပေါ့နော်မလောက်ရသေးဘူးအခုလောက်ခံနေပြီမလောက်ရသေးတာ we are expecting something to happen တကူးခုဖြစ်မှာတော့ကိုရေမျောလင့်လို့ရတယ်ပြောချင်တာလောက်တော့မှာလောက်တော့မှာ okay we use yet in questions and negative sentences questions နဲ့ negative sentence မှာသုံးပါတယ်အဲ့ဒါအခုထိမလောက်ရသေးဘူးများတော့ဖြစ်ကြတော့ဗာလဲ negative sentence မှာသုံးတယ်အငင်းပေါ့နော် so ဒီမှာဆိုရင် तू ကဘာပြောထားလဲ has it stopped raining yet မိုးရမိုးရွာတာရက်သွားပြီလားပေါ့နော် I have written the email but I haven't sent it yet. အခုထိတော့ကျွန်တော်မပို့ရသေးဘူးပေါ့နော်။ကျွန်တော် email ကတော့ရေးပြီးသွားပြီဆို I haven't sent it yet. အခုထိတော့ကျွန်တော်မပို့ရသေးဘူး။ Okay so အဲ့တော့နင်ကိုကိုတွေ့လားဗောနော်ကိုကိုတွေ့လားဆိုတော့ no i haven't seen him yet ကျွန်တော်အခုထိတော့သူ့ကိုမတွေ့ရသေးဘူး all right i haven't seen him yet this morning ကျွန်တော်ဒီမနေ့တော့သူ့ကိုမတွေ့ရသေးဘူး okay အဲ့လိုမျိုးတုံးလို့ရပါတယ် or ကို့အမေကကို့အမိုက်သွားပြီးတော့ပြစ်ခိုင်းထားတယ်။နင်အမိုက်ပြစ်ပြီးလားလို့ပြန်ပြီးတော့မေးတဲ့အချိန်မှာမေးခွန်းအနေနဲ့မေးမယ်ဆိုဟုတ်လား။နင်အမိုက်ပြစ်ပြီးသွားပြီးတော့ဆိုဘာသုံးမလဲ။ဒါလည်း present perfect ပဲသုံးမယ်။ Have you taken out the trash? Okay အဲ့ချိန်မှာကိုကဘာဘာပြန်ဖိမလဲ။ကျွန်တော်မသွားရသေးဘူးနော်ခဏနေသွားတော့မှာ။ I haven't taken it out yet. Okay အဲ့လိုမျိုးပြန်ပြီးတော့ဖြေလို့ရတယ်။ Okay so now the ku present perfect ကိုပြင်သုံးလို့ရလဲဆိုတော့သွားဖူးတယ်စားဖူးတယ်ရောက်ဖူးတယ်လှုပ်ဖူးတယ်အများကြီးပေါ့နော်လှုပ်ဖူးတယ်လှုပ်ဖူးတယ်ဆိုတဲ့ဟာမျိုးမှာ present perfect ကိုသုံးလို့ရပါတယ်ဆိုတော့ဒီမှာ example sentence သုံးခုရေးပြထားတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ကလောရောက်ဖူးတယ် arrived တယ်မသုံးဘူးနော် been ပဲသုံးမယ် be and been okay been ပဲသုံးပါမယ် Okay, so this is my So I have been to Galore. Just know Galore, you put it. Been to, no? Anything you put is been to, no? So I've been to Galore. Ah, because in two, just know the comma, ma two put one. No, the comma, ma two put. So in English, ma two put it. So before that, type it out, right? So I have never seen him before. And then the last one is like, Nilo may ma myung at the comma ma myung put one. No, so I have never seen a woman like you. Okay, before teaching AI. Nganilo may mom you the Nganilo yap jam you the common poo, I have never seen a man like you. Or maybe Nilo lumio or not a person. Okay, I've never seen a person like you. Okay, I don't know you don't know yap, right? So, literally, baby. Okay, so the loss error 7.3 and 7.4 uh, the အင်စာလုတ်လို့ရတယ်ပေါ့နော်အင်စာဆိုတာတက်ကိုကျင့်ဖို့ပေါ့ကျင့်ဖို့လုတ်လို့ရတယ်ဆိုတော့ဒီမှာဘယ်လိုဖြေရမလဲဆိုတော့ complete the sentences using the present perfect present perfect တုံးပြီးတော့အာ sentence တွေကို complete လုပ်ရပါမယ်အဲ့တော့ပထမအဆုံးသူလုတ်ပြထားတယ် Sally is still here ဆယ်လီအခုတည်းဒီမှာရှိသေးတယ် she hasn't gone out to မထွက်ရသေးဘူးပေါ့နော်သူမသွားရသေးဘူးသူတို့ verb လည်းပေးပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကလဲလို့ရရင်လို့ပဲ so i can't find my bag ကျွန်တော်အိတ်ကိုရှာလို့မတွေ့ဘူး so နေများတွေ့မိသေးလားပေါ့နော်ဒီမှာ question mark အနေနဲ့တုံးထားတယ်အဲ့တော့ question အနေနဲ့ဆိုရင်နော် have you seen it ပြီးတော့ပဲဟုတ်တယ်မလားသူပေးထားတယ် have you seen it anywhere တနေရာမှာတွေ့မိသေးလားဗောနော် Okay ပြီးရှင်နောက်တစ်ခုက I can log on to the website website ကိုကျွန်တော် login လုပ်လို့မရဘူးအဲ့တော့ကျွန်တော်မေ့သွားပြီဗောနော်မေ့သွားပြီဆိုတော့ I have forgotten my password ကျွန်တော်ကျွန်တော်ရဲ့ password မေ့သွားပြီ Okay မေ့သွားပြီအဲ့လိုမျိုးပြောလို့ရပါတယ်ရတယ်နော် ဆိုအဲ့ဒီဟာအောက်ထိလောက်ထားလို့ရတယ်ဆိုတော့အောက်ကဟာကတော့ဘာလဲဆိုတော့အောက်ကတခုရဲ့တခုနှစ်ခုဖြေပြပါမယ်အာ after lunch you go see a friend at her house just already yet go tip ပေးရမယ်ဟာဖြစ်တယ်ပေါ့နော် she says would you like something to eat သူကပြောတယ်နေတခုခုစားမလားပေါ့နော်အဲ့တော့ကိုကဘာပြန်ပြောလဲ no thank you i've just had lunch ကျွန်တော်အခုပဲ lunch စားထားပါတယ်ပေါ့နော်သူကလည်း valve တွေပေးထား ပေးထားပြီးသားဖြစ်တယ်အမှ just တုံးမလား already တုံးမလားအဲ့ဒါကိုကအဆုံးဖြတ်ရမှာဖြစ်တယ်အဲ့တော့သူ scenario ထက်ထက်ပေးထားတယ်မနော် number 2 5 minutes later the phone rings and the caller says can i speak to joe joe နဲ့စကားပြောခွင့်ရမလားလို့ပြောပါတယ်တဲ့ you say i'm afraid i'm afraid ဆိုတာအားနာပါတယ်လို့ပြောခြင်းဖြစ်ပါတယ် i'm afraid joe ဆိုတော့သူအယောက်ကြားဖြစ်မယ်သူထွက်သွားလိုက်ပြီပေါ့နော်သူကအခုလေးတင်ထွက်သွားလိုက်ပြီ he has just gone out. Okay? အဲ့လိုမျိုးဖြေလိုက်ရပြီဆေးဘာမှမခက်ဘူး so he has just gone out ရပြီနော် so fight ထိဖြေလို့ရတယ်ဒီမှာ screen သူ့ရဲ့ထိ fight ထိပေါ့နော် all right okay နောက်တစ်ခုကတော့အခုဒီမှာ pinterest ထဲက exercise တစ်ခုတွေ့ရယ် past tense နဲ့ present perfect နဲ့မမအောင်ပေါ့နော်ဒီတစ်ကနဲ့တစ်ဆယ်ကို you have to choose the correct one မနဲ့ဟာကိုရွေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ချက်ကြည့်အောင် I'm hungry ဒီနေ့ဘောနော်ကျွန်တော်ဒီနေ့ဘာမှမစားရသေးဘူးဆိုတော့အသိပေးရမယ်ဆို I didn't eat ဆိုတဲ့ကျွန်တော်ဒီနေ့ဘာမှမစားရသေးအခုထိကို तू ကဘာမှမစားရသေးရအဲ့ချင်တော့ဘာသုံးမလဲ I haven't eaten alright အဲ့လိုသုံးပါမယ်အဲ့တော့ဒါလေးပါ screenshot ယူထားလိုက်ပါဘောနော်ကိုကပြန်ပြီးတော့ဖြည့်ကြည့်လို့ရတယ် Okay so present perfect ကတော့အာပထမပိုင်းကတော့ဒီလောက်ပါပဲဗောနော် present perfect မှာတခြားသုံးရမယ့်နေရာတွေအများကြီးရှိပါသေးတယ်ဒါပေမဲ့ အာ common အဖြစ်ဆုံးကတော့အခုလေးတင်ဖြစ်သွားတဲ့အရာတွေပြီးလို့ရှိရင်ဖြစ်ပြီးသွားပြီ okay အာမဖြစ်ရသေးဘူးဆိုတဲ့ဟာမျိုးတွေ just already yet and then what else is there ငါလှုပ်ဖူးတယ်တွားဖူးတယ်စားဖူးတယ် okay ကျွန်တော်ဆက်လိုက်တကားမှမတော့ဖူး I have never smoke before ဟုတ်ပါနော် or ပြီးလို့ရှိရင်ကျွန်တော်ကအဲထားပါတော့ timing the mean the vehicle ကိုအပြင်မှာတွေ့ဖူးတယ်ဒါမျိုးဆိုရင်လည်း I have never done တောင်းရမယ် okay ဒါကိုယ့်ရဲ့ဘဝအတွေ့အကြုံပြောပြတဲ့အချိန်မှာ present perfect ကိုတောင်းပြရပါတယ် so I have seen uh Davika in real life but no. okay outside လို့ပြောလို့ရမယ် maybe in real life or in person in person so pure. so I have seen Davika in person okay but I'm not know. နိုင်ငံခြားတစ်ခါမှမထွက်ဘူးသေးဘူးဆိုရင်လည်း I have never been abroad alright အဲ့လိုမျိုးတုံးလို့ရပါတယ် so အာဒီ lesson ကတော့နည်းနည်းလေးခက်သွားတယ်လို့တော့ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အာကိုကပြန်ပြီးတော့ကိုကိုယ်တိုင်လည်းပြန်ပြီးတော့လေ့လာလို့ရပါတယ် so yep အာပြီးလို့ရှိရင်ဒီ Pinterest ထဲကိုသွားပေါ့နော် Pinterest ထဲကိုသွားပြီးတော့အာ common verbs form ဆိုပြီးတော့ ရှာကြည့်လိုက်โอเคအဲ့ဆိုရင်တော့ tour valve 1 valve 2 valve 3အဲ့အဲ့အများကြီးထွက်လာလိမ့်မယ်ဆိုတော့ဒီလိုမျိုးပေါ့ဒါတော့အမ်တီကိုတီထားရမယ့် list တွေထဲမှာပါတယ်နော်ကိုကအလွတ်ချက်ကိုကျင့်ရမယ်ဒီမျိုးတွေอ่ะโอเคဒါဆို keep your valve 3ကပါလဲဆိုအဲ့လိုမျိုးอ่ะမတိဘူးအဲ့လိုလုံးနေလို့မရအောင်โอเคဆိုဒီထဲမှာဒါတွေကအတော့များအောင်များတယ်ဒါတွေကနေ့တိုင်းသုံးတဲ့ vocabulary ထဲမှာပါတယ်အဲ့တော့ verb form ကအရေးကြီးတဲ့ထဲမှာပါတယ်ပေါ့နော် okay ဒီမှာ verb 1 verb 2 verb 3ဟုတ်လား verb 1 verb 2 verb 3 2အဲ့လိုလေးလေးရှင်းပြထားရဆိုကိုကအရှိမ common ဆိုပြီးရိုက်ထည့်လိုက် okay ဒီမှာတခြားရှာပြ common verbs form အဲ့လိုရိုက်ရှာလိုက် okay အဲ့ဆိုရင်ရလိမ့်မယ် pinterest သုံးပုံသုံးနေတဲ့တခြားဗီဒီယိုတခြားလေးတင်ပေးထားတဲ့ဟာရှိတယ်အဲ့ဒီဟာလည်းပြန်ပြီးတော့တွားပြီးတော့ကြည့်ပေးပါဦးနော် โอเคပြီးလို့ရှိရင်တခြား exercise တွေရှာကြည့်လို့ရှိရင်လည်းဒီမှာအကုန်လုံးရှာလိုက် right ဟုတ်ပါပြီအဲ့ဆိုတော့ဒီနေ့ကတော့တလောက်ပါပဲ okay so uh ဖြည့်ကြည့်ပေးပါလောက်ကြည့်ပေးပါ all right so ကိုယ့်ရဲ့ example sentence တွေဒီ comment အောက်မှာ ရေးချခဲ့လို့ရပါတယ် so bye bye